အားလုံးပဲမင်္ဂလာပါ။ AJA ပေးရနေပြန်လည်ကြိုတူလိုက်ပါတယ်။ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာတော့ NFT ဆိုတာဘာလဲကိုတော့ပြောပြပေးသွားပါမယ်။ NFT ဆိုတာကတော့ Non Fungible Token လို့ခေါ်ပါတယ်။ Non Fungible Token ဆိုတာကတော့အစားထိုးပြုပြင်တာတွေပြုလုပ်လို့မရဘူးကိုဆိုလိုခြင်းဖြစ်ပါတယ်။ဥပမာပြောရလို့ရှိရင်ပြင်မာရှိတဲ့ Mona Lisa ပချီကားကိုတခြားတစ်ယောက်ကပုံလူဆွဲလိုက်ပြီးတော့အစ်စ်နေရာမှာပြောင်းချိတ်လိုက်ရင်ဒါအတူလားဆက်လားဆိုပြီးတော့ဝေခွဲရခတ်သွားပါလိမ့်မယ်။ တကယ်လို့အဲ့ပကြီကားကို digital နဲ့ဆွဲ NFT ပေါ်တင်ထားပြီးတခြားတယောက်ကအတုလောက်ရင်တောင်မှအတုလားစစ်လာလွယ်လွယ်ကူကူစစ်ဆေးလို့ရပါတယ် NFT ဆိုတာကတော့ဒီလိုပကြီကားတွေနဲ့မဟုတ်ဘဲနဲ့ဓာတ်ပုံဗီဒီယိုတွေ audio တွေ game item တွေစတာတွေအကုန်လုံး NFT ဖြစ်ပြောင်းလို့ရပါတယ် NFT က blockchain ပေါ်မှာအလုပ်လုပ်တာဖြစ်ပြီးတော့ NFT တခုကိုဒီ blockchain မှာတင်မယ်ဆိုရင်အချိန်နေရာတွေကိုတစ်ခါတည်းသတ်မှတ်ပေးလိုက်လို့ရပါတယ်ဒီ NFT တွေကို blockchain မှာတင်လိုက်တာနဲ့ဒီနေရာတွေကပြုပြင်လို့မရတော့ပါဘူး NFT က2014လောက်ကတည်းကပေါ်လာဖြစ်ပြီးတော့နောက်ပိုင်းမှသာနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ NFT တွေကိုအခုချိန်မှာတော့နေရာတော်တော်များများမှရောင်းဝယ်လို့ရနေပြီး OpenSea ကိုတော့တော်တော်များများကြားဖို့ကြပါလိမ့်မယ်။တခြားနေရာတွေဖြစ်တဲ့ Decentraland, Super Rare တို့မှာလည်းရောင်းဝယ်ပြုလုပ်လို့ရပါတယ်။ NFT ဝယ်ရင်ဝယ်ရောင်းလုပ်တဲ့အချိန်မှာ blockchain ပေါ်ကို transition လုပ်ရတာဖြစ်တဲ့အတွက်သက်ဆိုင်ရာ blockchain တွေလိုက် gas fee ပေးရလိမ့်ရှိပါတယ်။ ဥပမာအနေနဲ့ Ethereum ပေါ်မှာဆိုရင် ETH နဲ့ပေးရပြီးတော့ Binance Smart Chain ပေါ်မှာဆိုရင် BNB နဲ့ပေးရလိမ့်ရှိပါတယ်။ NFT တွေဝယ်ပြီးပြီဘာမှသိမ်းကြမလဲ။ NFT တွေကို software wallet နဲ့ hardware wallet တွေမှာသိမ်းလို့ရပါတယ်။ hardware wallet ကတော့ offline wallet ဖြစ်ပြီးတော့ software wallet ကတော့ကိုယ့်ရဲ့ဖုန်းကနေတောင်းပြီးသိမ်းထားလို့ရတဲ့ wallet ဖြစ်ပါတယ်။ software wallet တဲ့ hardware wallet တွေက internet ချိတ်ဆက်မှုမရှိတာကြောင့် hacker ရန်ကနေကာဝယ်ပြီးသားလည်းဖြစ်ပါတယ်။ဒါဆိုရင်တော့ NFT ဆိုတာဘာလဲသိသွားပြီလို့ထင်ပါတယ်ဒီဗီဒီယိုကို Facebook မှာနားထောင်နေရဆိုရင်တော့ like follow လုပ်ခဲ့ပြီး YouTube မှာနားထောင်နေရဆိုရင်တော့ subscribe လုပ်ခဲ့ဖို့တောင်းဆိုကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်